ကျွန်တော်တို့ယောက်ျားလေးတွေအများစုကဘောလုံးနဲ့ကင်းတဲ့သူဘောလုံးကိုစိတ်မဝင်စားတဲ့သူဆိုတာတော်တော်လေးကိုရှားတယ်တချို့ကကန်မဲကန်နဲ့အမ်ဘောလုံးမွဲပါညာတော့မကြည့်ဘူးတချို့ကျတော့ဘောလုံးမွဲပဲကြည့်တယ်ဒါပေမဲ့ကန်တော့မကန်ဘူးမျိုးစုံရှိတယ်ပေါ့ကျွန်တော်တို့လို 90s ဘောင်းနေဆိုလို့ရှိရင်ပို့ဆိုးတယ်ပေါ့ကျွန်တော်ဆိုလို့ရှိရင်ငငယ်တုန်းကဘောလုံးလည်းမကန်ဘူးဘောလုံးမွဲလည်းမကြည့်ဘူးလူတစုနဲ့တဟစာတာဖြစ်အောင် အဝင်ခွင်ချဖြစ်အောင်မလုပ်နိုင်ခဲ့ဘူးလို့ကိုကိုကိုခံစားရတယ်။ဟဲ့မဟုတ်သေးပါဘူး။ philosophy philosophy video လို့ရှင်းတာမဟုတ်ဘူးဒီနေ့ video ကဆိုလိုချင်တာကျွန်တော်တို့ရဲ့အာ community ထဲမှာနော်ယောက်ျားလေး community ထဲမှာဘောလုံးကဘယ်လောက်ထိနှစ်ဝင်နေလဲဆိုတာကိုတော့ပြချင်တယ်။ ပိုင်းကလေးတွေကတော့သိပ်ပြီးတော့ဘောလုံးမွေးတွေပါတယ်အရင်ကြီးမကြည့်တော့ဘူးလားလို့အတီဦး 2K ဘောင်းလေးတွေကထွန်းကြပေါ့နော်ဒီကောင်တွေကမမရဲ့မောင်လေးဖြစ်ချင်တာလွင်တိတ်တိတဲ့ကောင်လေးတွေမဟုတ်တော့အမဲဆုံးတော့ကျွန်တော်ပတ်ဝန်းကျင်မှာပေါ့ကျွန်တော်တို့ရဲ့လူငယ်ဘဝမှာတော့သိမလားလက်ဖေးဆိုင်တွေမှာညတနာရီဆိုလဲတွားကြည့်ခဲ့ကြတာပဲနောက်ပိုင်းကိုကိုတိုင်းကစိတ်မဝင်စားဘူးဆိုရင်တော့မတငယ်ချင်းတွေကဒါတွေကိုလုပ်နေတဲ့ခါကျတော့ကိုရီးလေးလိုက်လို့ဖြစ်တာပဲ။တင်ကမလွတ်တဲ့သူတွေကလည်းခိုးထွက်ပြီးတွားကြည့်ကြတာပဲ။အဲ့လို YouTube တွေကြည့်ခဲ့ကြတဲ့ဘောလုံးမွေးတွေ အဲ့ဒီဘောလုံးမွဲတွေကိုအဲတစ်ချိန်မှာတုန်းကတော့အားကစားတစ်ခုနဲ့ပဲမြင်ပြခဲ့တယ်ပေါ့နော်မန်ယူနိုင်မလားအာယူနိုင်မလားအဲလိုအနိုင်ဆုံး result ကိုပဲစိတ်ဝင်စားခဲ့ဘောလုံးမွဲနောက်ကွယ်ကသုံးနေတဲ့ technology အကြောင်းကိုကျွန်တော်တို့သတိမထားမိကြကြအောင် sport ဆိုတာကသူကကြည့်တဲ့သူပေါ်မှာအများကြီးမူတည်တယ်ခင်ဗျာစဉ်းစားကြည့်အားကစားရပြီလားအားလုံးကစားနေတာတကယ်တမ်းက sports ရဲ့နောက်ကွယ်မှာအရေးအကြီးဆုံးက audience ပဲ audience မရှိရင် sports တခုကရှင်းတမ်းမလွယ်ဘူးဆိုတော့အဲ့ sports တခုဟာကြည့်လို့ကောင်းဖို့အတွက်ဘာတွေလုပ်ဖို့လိုသလဲစိတ်ဝင်စားစရာဖြစ်အောင်ဘယ်လိုတွေတင်ဆက်ရအောင်လဲအဲ့ဒါအရင်အရေးကြီးတယ်ဒီနေ့မှာအဲ့ဒီဘလုံးပွဲတပွဲကိုစိတ်ဝင်စားစရာ ဖြစ်လာအောင် feed တက်စရာဖြစ်လာအောင်ဘယ်လိုတွေပံ့ပိုးပေးထားလဲဆိုတာကိုကျွန်တော်အဲ့ technology တွေအကြောင်းကို ပြောပြဘောလုံးပွဲနဲ့ technology နဲ့ကိုကျွန်တော်တို့ကနှိုင်းရှင်ပြီးပြောလိုက်ရင်ခင်ဗျားတို့ပထမဦးဆုံးမြင်မှာ VR အဲ့ကောင်ကြီးတကယ်တမ်းတော့ VR တခုကပဲဘောလုံးပွဲမှာသုံးတဲ့ technology ရောမဟုတ်ဘူးတခြားနောက်ွယ်မှာလက်ရှိသုံးနေတဲ့ technology တွေနော် AI implementation တွေအဲ့ဒါတွေအများကြီးရှိတယ်ဆိုတော့အဲ့ဒီ technology တွေကဘယ်အနေထားလောက်တွေကိုရောက်နေပြီလဲဆိုတာကိုပြောပြမှာ Okay TV စက်ဖန်နေကြည့်လို့ပါတယ်ခုခေတ် modern ဘောလုံးမွေးတွေမှာအမြင်သာဆုံး technology ဖြစ်တဲ့ VAR video assistant referee ဆိုတဲ့ကောင်ကသူက FIFA World Cup 2010တုန်းကဒီအင်္ဂလန်နဲ့ဂျာမနီနဲ့ပွဲမှာ VAR မရှိလို့ဒီလမ်းပတ်ရဲ့ဂိုးကဂိုးရသင်းရဲ့သားနဲ့နစ်နာခဲ့ရတဲ့အဖြစ်မျိုးမဖြစ်အောင်လို့ကာကွယ်ပေးနိုင်အခုခေတ် VAR လို technology တွေပေါ်လာတဲ့ခါကျတော့လူသားတိုင်းလူကြီးတွေအမှားကိုတော်တော်လေးရှော့ချပေးနိုင်တယ်ဒီ VAR technology ကိုဘယ်သူက support လုပ်ပေးထားတာလဲဆိုတော့ Sony ပိုင်တဲ့ဒီ Hawkeye ဆိုတဲ့ကုမ္ပဏီကနေလုတ်ပေးထားတဲ့ technology တမျိုးဒီကောင်က high performance camera တွေအများကြီးကိုသုံးပြီးတော့ implement လုပ်ထားတာဒီဘလုံးကွင်းရဲ့အမိုးအောက်မှာအဲ့ဒီ camera တွေအများကြီးတက်ထားတယ်အဲ့ဒီ camera တွေကနေရလာတဲ့ video တွေကို triangulation လုပ်ပြီးတော့အဲ့တော့ 3D အဖြစ်ပုံဖော်ပေးနိုင်တယ်ဒီကောင်ကဂိုးစည်းကိုဘလုံးဖြတ်သွားတာနဲ့တန်းပြီးတော့တိနိုင်တယ်ပြီးတော့ offside ball တွေမှာလည်းတိတိကျကျနဲ့ညံ့ညံ့ဆန်ဆန်တိနိုင်တယ်တစ်ဖက်အသင်းရဲ့ striker က ပြိုင်ဘက် defender ကို body ရဲ့ဘယ်အစိတ်ပိုင်းကဘလောက်ကြော်သွားတာလဲဆိုတာအထီးသိနိုင်တယ်။အဲ့ဒါတွေတွေမဟုတ်ဘူးအောင်နော်ဒီ queen bee ကဒီလက်ပြပေါ်ပစ်တဲ့နေရာကဒီ side line နေဆိုလို့ရှိရင်ဘလောက်မီလီမီတာကြော်သွားလဲဆိုတာကနေအစအကုန်သိရတယ်။ player တွေဒီ final touch zone ထဲမှာအမှားလုပ်လို့ဒီ penalty ပေးတင်လားဒါမှမဟုတ်အနီးကပြတင်လားဆုံးဖြတ်တဲ့နေရာမှာဒီ VAR က key angle တွေကိုအကုန်အမြန်ဆုံးပြန်ကြည့်လို့ရတဲ့ခါကျတော့ပရိသတ်ရှေ့မှာနေမယ် balance အနည်းဆုံးနဲ့ဆုံးဖြတ်လို့ရတယ် ဒါပေမဲ့ VR နဲ့ရဲ့အမြဲတမ်းဆုံးဖြတ်နေတာတော့မဟုတ်အဲ့လိုဆိုရင်တော့လေလူသားဆံမှုလေးကပျောက်သွားလိမ့်မယ်ဆိုတော့လူအတုံးမှပဲတုံးတာပေါ့နော်အဲ့လို VR technology ကိုဒိုင်လူကြီးတွေလက်မှာပတ်ထားတဲ့ဒီ Spinto S1 Smart Watch ရဲကောင်နဲ့သူက connect လုပ်ထားတာ connect လုပ်ထားပြီးတော့ဒီ side line ကြော်တာတွေနဲ့ဒီ offside ball ဖြစ်တာတွေကိုချက်ချင်းသတိပေးတာမျိုးတွေလုပ်ပေးတယ်ဒိုင်လူကြီးမမြင်လိုက်လို့လွတ်သွားတာမျိုးအချိန်နှောက်ကြပြီးမှတည်သွားတာမျိုးမဖြစ်အောင်လို့ သူကချက်ချင်းလို device လောက်တာပေါ့ပြီးတော့ဒီနိုင်ကြီးတွေကဒီ injury တိုင်းနေပေါ့နော်나ချင်းချိန်ပိုတွေပေးတာတွေဘာတွေမှာအရင်ကလိုမျိုးပေါ့နော်ထိုင်ကတေးရှား line မှတ်ထားနေစရာမလိုတော့ဘဲနဲ့နိုင်ရနေပြီးတော့ auto မှတ်ထားပြီးတော့ချိန်ပိုဘလောက်ပေးတယ်လဲဆိုတော့ချက်ချင်းတွက်တာမျိုးတွေပါလုတ်ပေးတယ်ဆိုတော့အချိန်ကုန်တတ်တာတယ်နော်ဒိုင်နူကြီးတွေအတွက်လည်းလူပင်မန်းလည်းတက်တာပါပေါ့အခုဆိုလို့ရှိရင်ဒိုင်နူကြီးတွေကိုပါကင်မရာတက်ပေးထားပြီးတော့ဒီကွင်းထဲကဒိုင်ရဲ့ view ကိုပါကြည့်လို့ရအောင်လို့ပြပေးနေပြီ ရာဆိုလို့ပေါ့နော်ဒီ Queen Bay ကထောင်ထားတဲ့ကင်မရာတွေအပြင်ကက Spider Cam လို့ခေါ်တဲ့ဒီ normal camera တွေမမြင်ရနိုင်တဲ့ view ကနေပြီးတော့ကြည့်တဲ့သူတွေကို immersive ဖြစ်တဲ့ experience တွေကိုရအောင်တော့လေးပုံမှာ cable ကြီးတွေနဲ့ပြန်နေတဲ့ camera ကြီးတွေကိုလည်း queen မှာတက်ထားတာကိုခင်ဗျားတို့မြင်မှုလိမ့်မယ်တချို့ကဒီကောင်တွေကို drone နဲ့ရိုက်တယ်လို့ထင်နေတဲ့သူတွေရှိတယ်တကယ်ကဒီလို quality ရဖို့ကို drone မှာ camera တက်ပြီးရိုက်ဖို့က ိတ်မလွယ်တော့ဒီ spider game တွေကိုဘလုံးဝဲမစခင်တေချာပြင်ဆင်ပြီးတော့မှသွားစနစ်ကြလှုပ်ထားရတာဒီကောင်เนี่ยဘလုံးလုံးလုံးလဲဆိုတော့ stadium ရဲ့အပေါ်ဘက်ဒေါင်လေးတောင်မှာ motorized winches လေးခုကနေပြီးတော့ kevlar cable ကျိုးတစ်ချောင်းစီဆင်ပေးရပြီးတော့မှအလဲရဒီကင်မရာတက်ထားတဲ့ dolly နဲ့ချိန်လိုက်တယ်အလားအမမဒီ queen နောက်က id gun တွေကဒေသ trainer ရဲ့ pilot တွေကနေပြီးတော့ manual မောင်းရတာပေါ့ဒီကောင်အဲ့လို kevlar ကျိုးကြီးတွေနဲ့ချိန်ပြီးတော့ပြန်နေတာက ဘယ်လိုခေါ်မလဲစပိုက်ဒါမဲနဲ့တူလို့ဒီကောင်ကိုစပိုက်ဒါကမ်လို့ခေါ်တာဖြစ်ရင်ဖြစ်မှာဒီကောင်ရဲ့ movement speaker တော့တော့ရှုပ်လို့မရဘူး ქვენ ထဲမှာပြေးလွှားနေတဲ့ player တွေကို360 degree လိုက်ရိုက်ရတာဆိုတော့သူကိုယ်တိုင်ကလည်းဉာဏ်နေမှရမယ် agility လည်းကောင်းမှရမယ်ပေါ့ဟုတ်တယ်မလားဒီ spider cam တွေကတနာယူ32 km per hour အထိ movement speed ရှိတယ်အဲ့လောက်အထိအချိန်မြန်မြန်ရွေ့နေတဲ့ကင်မရာကိုငြိမ်အောင်လုပ်ဖို့ကလည်းအရေးကြီးတယ် gyro stabilize ပါတဲ့ဒီ Newton S2 လိုမျိုး remote head တွေသုံးပေးထားရသေးတယ်အဲ့ဒါဟိုမှဒီ skill ရှိပြီးသားเนาะအ trainer ပြီးသား pilot တွေက tilt တာ roll တာတွေမဟုတ်ဘူးသူက focus တွေ zoom နေအဲ့လိုမျိုး manual control တွေကိုလည်းဘောလုံးမွေးထဲမှာတိုက်ရိုက်လုပ်နေရသေးတယ်အမောင်းလာတယောက် follow focus လောက်တာတယောက်အဲ့လိုမျိုးတော့ဖြစ်ချင်တာဖြစ်မှာပေါ့เนาะအဲ့လိုပွဲထဲမှာ live stream ခွင့်နေတဲ့အချိန်မှာပဲပေါ့เนาะဒီ spider cam နဲ့ဒီ ID room နဲ့အဆက်အသွယ်လုပ်ဖို့လိုတယ်ပြောမယ်ဆိုရင်သူ့ရဲ့ video feed ကို ဟိုကနေယူဖို့ရယ် ပြီးတော့အဲ့ဒီ spider gun ကြီးကို control လုပ်ဖို့ရယ်ပေါ့အဲ့ဒီအတွက် interface ကိုကြာတော့သူက latency နည်းတဲ့ fiber cable တွေသုံးမိရတယ်အဲ့ဒါကြောင့်မလို့အဲ့လို cable ကြိုးတန်းလိုင်းကြီးတွေဖြစ်နေတာပြီးတော့ပွဲထဲမှာ AR overlay တွေကိုဒီ virtual graphics တွေနဲ့ live stream ပြနေတဲ့အချိန်မှာပြပေးနိုင်တာလေဒီ spider gun ကြီးရောက်မယ်ဘောလုံးမွေးကြီးကြည့်လို့ရှိရင်ပေါ့နော် stadium တစ်ခုလုံးပြည့်ရှံနေအောင်လို့ all hit အားပေးနေတဲ့ပရိသတ်ကြီးတွေကိုခင်ဗျားတို့မြင်တွေ့ရလိမ့်မယ်ကြားလေကြားနေရလိမ့်မယ် Oh, who's ရိသတ်တွေရဲ့အားပေးနေတဲ့ဂျားရေရပွဲတွေကအတန်ကိုဖမ်းမှုကဘလို့မှရိုးရိုး ambient microphone နေနဲ့မဖြစ်နိုင်ဘူးဥပမာပြကျွန်တော်ဆိုလိုချင်တာအာဂိုဘာတန်းကိုဘောလုံးထိသွားတဲ့အချိန်မှာတောင်းဆိုပြီးဖွက်လာတဲ့အတန်တွေတို့ဘောလုံးကိုကောက်ကန်လိုက်တဲ့အချိန်မှာဖုံးဆိုဖြစ်သွားတဲ့အတန်တွေတို့အဲ့လို fishy စီရအတန်တွေကြာအဲ့ဒါတွေကိုသူတို့အတန်တွေဘလို့ဖမ်းတယ်လဲတော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့အဲ့ဒီချက်ကပထမဆုံးဒီဂိုဘာတန်းနဲ့ပတ်သက်တဲ့အတန်အကြောင်းကိုပြောမယ်ပေါ့နော်။ तू က pressure zone microphone တွေကိုအဲ့ဒီ go တိုင်းအတွင်းထဲမှာထည့်ပေးထားတာအဲ့ကြောင့်မလို့ဘလုံးမဲကြီးလိုက်ရင်ပရိတ်သတ်ရဲ့အတန်ကိုကြော်ပြီးတော့အဲ့ဒီတောင်းဆိုတဲ့အတန်က TV ပေါ်မှာကြည့်ရတဲ့သူတွေကကြီးကြီးလင်းလင်းပြက်ပြက်သားသားကြားရပြပွဲတွေကအတန်တွေကိုဖမ်းမှုကြတော့ဒီ spider cam နဲ့ချိတ်ထားတဲ့နေရာအတန်တွေကိုပဲရွေးပြီးတော့ဖမ်းမှုကို shotgun microphone တွေကိုတုံးရဒါပေမဲ့ဗမာပြဿနာသွားရှိလဲဆိုတော့ဒီ microphone တွေက player တွေအနေနဲ့ပေါ့နော်ခြေောက်ကနေပြီးတော့ ဘောလုံးကိုပိတ်ကန်လိုက်တဲ့အချိန်မှာထွက်တဲ့အသံဖုံးဆိုတဲ့အသံအဲ့ဒီအသံတော့ကိုတော့မဖမ်းနိုင်ဖမ်းနိုင်ရင်တော့မှအသံတူတူလေးပဲဖြစ်လိမ့်မယ်ဖီးရှိမှာမဟုတ်အဲ့လိုအသံတွေကိုဖီးရှိရှိဖမ်းယူဖို့ဆိုလို့ရှိရင်သူက parabolic microphone လို့ခေါ်တဲ့ဒီပကံပြားလိုလိုစလောင်းလိုလို reflector ပါတဲ့ mic တွေနဲ့ဖမ်းရအဲ့လို mic ကြီးတွေနဲ့အသံဖမ်းလို့ဖီးရှိတဲ့အသံဒီဖုံးဆိုတဲ့အသံကိုကျွန်တော်ကြားရတာခင်ဗျားတို့ကျွန်တော်တို့လိုမျိုး TV screen မှာနေကြည့်နေတဲ့ပရိသတ်တွေဖီးရှိအောင်လို့နောက်ွယ်မှာအဲ့လို technology ကောင်းကောင်းချောက်ဆောင်နေ ပံ့ပိုးပေးရကျွန်တော်အခုပြောသွားတဲ့ technology ကအာ audience တွေနဲ့သက်ဆိုင်တဲ့ technology တွေပဲရှိသေးတယ်တကယ်ကွင်းထဲမှာကစားနေရတဲ့ player တွေမှာတက်သုံးတဲ့ technology တွေလည်းရှိသေးသေးပြဘလုံးသမားတွေဝတ်တဲ့ jersey လေ။နော်အဲ့ jersey ကိုအပေါ်ယံကြည့်မယ်ဆိုရင်တော့ရိုးရိုး jersey ပဲပေါ့။ဒါပေမဲ့အခုခေတ် modern jersey တွေမှာသူက smart jersey တွေကိုသုံးနေတယ် smart jersey ဆိုတာကသူက electronic performance and tracking system EPTS လို့ခေါ်တဲ့ technology တွေကိုထည့်သုံးထားတယ်။ player တွေရဲ့အင်ဂျင်အောက်ထဲမှာပါတဲ့ဒီအောက်ခံအင်ဂျင်တွေမှာ radio frequency identification ဒီ RFID tag စီဒါမှမဟုတ်လို့ရှိရင်လည်း ultra wide band tag စီအဲ့ဒါတွေကိုထည့်ပေးထားတယ်။အဲ့တော့ဟိုမှာ queen bay မှာတက်ထားတဲ့ ultra wideband receiver ကနေပြီးတော့တက်ကနေရတဲ့ data တွေကိုတင်ပေးထားတယ်။ဒီ receiver တွေက ten has လောက်နဲ့ဆိုလိုချင်တာတစ်စက္ကန့်ကို data point မောင်း10ခုကိုလက်ခံနိုင်တယ်ဘလို့ data တွေလဲဆိုတော့ player တွေကကွင်းရဲ့ဘယ်နားမှာရှိနေတာလဲဘလောက် speed နဲ့ပြေးနေတာလဲတပွဲလုံးတက်မြဘလောက်ပြေးခဲ့တယ်လဲ player တွေရဲ့ fatigue level ဘလောက်ရှိနေပြီလဲ player တွေမောနေပြီလားအဲအဲ့ဒါတွေကိုသိနိုင်တယ် manager ကလူစားလဲပေးသိမိလားဆိုတော့အမြန်သိနိုင်တယ်ပေါ့ player တွေအတွက်ဆိုလို့ရှိရင် bench shot ကိုအများဆုံးသုံးနေလေ injury မဖြစ်အောင်သတိပေးတာเนาะ ကိုယ့်ရဲ့ကစားတဲ့ play style နဲ့ kait မဲ့ training အစီအစဉ်တွေဆွဲပေးတာလို့အဲ့ဒါတွေကိုလုပ်ပေးနိုင်အဲ့ဒါကြောင့်မို့လို့တော်တော်လေး smart ဖြစ်တဲ့ jersey တွေလို့ပြောလို့ရပြီးဘောလုံးမွေးတွေလာနေတဲ့အချိန်မှာ Google ကနေပြီးတော့ခင်ဗျားတို့ goal score တွေကြည့်လိုက်လို့ရှိရင်ဘောလုံး pass ဘယ်နှချက်ထိတယ်ဆိုတဲ့ဟာတွေအဲ့လိုမျိုး statistics တွေကလည်းအတိအကျဒါရိုက်ကြည့်လို့ရနေအောင်ခင်ဗျားတို့သတိထားမိနေအဲ့လိုအတိအကျဖြစ်နေအောင်လို့ဘာလဲနောက်ကနေတာလီလိုက်မှတ်ပေးနေတဲ့သူရှိလားမဟုတ် ပွဲထဲမှာကန်နေတဲ့ဘောလုံးတွေကအစားတော့ရိုးရိုးဘောလုံးတွေမဟုတ်စမတ်ဘောလုံးတွေဖြစ်နေဒီဘောလုံးတွေမှာ IMU စင်ဆာတွေပါတယ်အဲ့ဒီစင်ဆာတွေကတစ်စက္ကန့်ကို data point ပေါင်း900ပိန်ပေးထားနိုင်အချိန်အချိန်တစ်စက္ကန့်ရှိရထားအဲ့ဒီအချိန်တစ်စက္ကန့်ကိုအပိုင်း900ပိုင်းလိုက်အဲ့ဒီတစ်ခုချင်းစီအတွင်းမှာဘောလုံးကဘလောက် speed နဲ့သွားနေတယ်လဲဘလောက်လဲနေတယ်လဲ kick point နေဘယ်နှချက်ထိထားပြီးပြီလဲအဲ့ဒါတွေအတိအကျနိုင်တယ် အဲကြောင့်မို့လို့ goal score တွေမှာเนาะ kick point ဘယ်လောက်ရှိလဲဆိုတာကိုတကယ်ကြည့်လို့ရတယ်နီးပြတွေအတွက်ဆိုလို့ရှိရင်လည်း player ကိုကစားသမားကိုဘယ်လောက်ထိတိတိကျကျ pass လုပ်နိုင်လဲဆိုတဲ့ data ကိုကြည့်လို့ရတယ်အခုကျွန်တော်ပြပြသွားတဲ့ဘောလုံးမွေးမှာတုံးတဲ့ camera တွေဘောလုံးကြီး hardware တွေ ဲ့ဒါဒီအကုန်လုံးကို balance ဖြစ်အောင်လုပ်ပေးနေတဲ့ AI တွေအကြောင်းကိုလည်းပြောပြအခုဒီ Spain La Liga မှာတုံးတဲ့ Media Coach Platform ဆိုရင်သူက Microsoft ရဲ့ Azure Cloud Service ကိုတုံးထားတယ်ဒီ AI feature တွေက transfer window တွေမှာကိုအသင်းနဲ့ဒီ play style ကိုက်မဲ့ကစားသမားတွေကိုပြပေးတာမျိုးကိုအသင်းရဲ့အားနည်းတဲ့နေရာတွေနဲ့ကိုက်တဲ့ player တွေကိုပြပေးတာမျိုးလုပ်ပေးနိုင်တယ်အာ scout တွေလှုပ်ပြီးတော့ဒီလူကသွားကြည့်ခိုင်းနေချင်မလို့တော့ဘူးဗျာ player scouting မှာဒီလို AI feature တွေရာလဲတော့အသုံးတည့်တယ်ပေါ့ La Liga မှာဆိုလို့ရှိရင် match scheduling နေရာအစား Microsoft Azure AI နဲ့ပဲ schedule ဆွဲပေးတယ်ဆိုလို့တော့အတင်းသေးတွေဆိုလို့ရှိရင်အစောပိုင်းပွဲစဉ်တွေလောက်လာတာမျိုးเนาะလူကြီးများနေတဲ့ပွဲဆိုရင်ဘယ်အချိန်ဘယ်အချိန်အစရှိသဖြင့် optimize လုပ်တာတွေရာအစားလူကိုယ်တိုင်လုပ်စရာမလိုဘူး AI ကပဲဆုံးဖြတ်ပေးတယ် final decision ကတော့လူကပြန်လုပ်ရင်လုပ်မှာပေါ့နောက်ပိုင်းဒီ Microsoft နဲ့ La Liga နဲ့ပေါင်းပြီးတော့ La Liga official app ကနေပြီးတော့ဘောလုံးမွဲတွေကိုကိုကြိုက်တဲ့ angle ကနေပြီးကြည့်လို့ရအောင်လုပ်မဲ့ project တွေရှိရလို့ကြားထားတယ် ပြောမယ်ဆိုတော့ Formula 1မှာလုတ်ထားတဲ့ F1 TV Pro လိုမျိုးပေါ့ဗျာ။သူပြတဲ့ဟာကိုပဲကြည့်နေကြမလို့ငါဟိုအင်္ဂလိပ်ရနေကြည့်နေတာဒီအင်္ဂလိပ်ရနေကြည့်နေတာအင်းရမယ်။အပြန်ကြည့်လို့ရ။ပြီးတော့ဒီ Microsoft Azure AI ကပွဲရရ security အတွက်လည်းအသုံးဝင်တယ်။သူက crowd monitoring system ကိုသုံးပြီးတော့ပြောမယ်ဆိုလို့ရှိရင်သူကလူအုပ်ကိုစောင့်ကြည့်တဲ့စနစ်ပေါ့နော်။အဲ့ဒါကိုသုံးပြီးတော့ပုံမှန်မဟုတ်တဲ့အခြေအနေဖြစ်လာလို့ရှိရင်ချက်ချင်းသတိပေးတာ facial recognition နဲ့ပွဲဝင်ထွက်လူတွေကိုစောင့်ကြည့်နိုင်တဲ့ feature တွေလို့အဲ့ဒါတွေပါ။ နင်းနေတော့ concerning ဖြစ်စရာပဲဗောနော် privacy အတွက်ကိုပြောပါလေဒါပေမဲ့လည်းဘလုံးဝေးရရောက်နေပြီဟုတ်တယ်မလားကိုမြခွက်ကြီးကတော့ပေါ်နေမှာပဲလူစည်းမခံချင်ရင်ပွဲလည်းမသွားနဲ့ဗောချင်းမโอเคဒါလို့ဆိုရင်တော့ကျွန်တော်တို့ငငယ်တုန်းကကြီးခဲ့ရတဲ့ဘောလုံးမွေးတွေနဲ့အခုခေတ်ဘောလုံးမွေးတွေနဲ့ရှင်เนาะ technology တွေကဘယ်လောက်တိုးတက်လာလဲဆိုတာကိုခင်ဗျားတို့ မြင်သာသွားပြီလို့ထင်တယ်ဗောနော်ကျွန်တော်မပြောပြသွားတဲ့ဘောလုံးမှာတုံးနေတဲ့ဆောင်းမိုက်တဲ့ technology တွေရှိတယ်ဆိုလို့ရှိရင်လည်းခင်ဗျားတို့အောက်က comment တွေမှာဝင်ရောက်ဆွေးနွေးညှင်းခေါ်သွားလို့ရပါတယ်နင်ရောဒါနဲ့ work up 2026တော့နေပြီဗောနော်ခင်ဗျားတို့ရောဒီနှစ်ပဲအသိကိုအားပေးပါလေ comment တွေမှာဝင်ရေးသွားဗောနော်ကိုရီဂျုံကတော့လောလောဆယ်မှာ Portuguese fan နဲ့ Argentina fan တွေနဲ့ဂျုံတွင်းတိုက်ပွဲလေးတွေပြင်းထန်တယ်โอเคညနေမတည်ရော